လွန်ဆိုနေနဲ့အတရားရဲမထွတ်မှနီးပြလို့ဖို့ဆုံးဖြတ်သွားမှလားရဲမထွတ်တင်းနီးပြရာထူးရတော့တင်းနေထွက်နေတဲ့စပိန်လူမျိုးနီးပြဇာပီအလွန်ဆိုဟာလေဘကူစီတင်းနာကန်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုကျင်းညာပွဲရှိနေတယ်လို့စပိန်သတင်းစာတွေမှာဖော်ပြထားပါတယ်ဇာပီအလွန်ဆိုဟာလေဘကူစင်ဘိုချန်ဘွန်နိုလီကပွဲချုံမီဒီယာတွေ့ဆုံမှုမှာလာမယ့်ရာသီ2ဆီဇန်ကိုဖွင့်ရသွားဖို့ရှိနေပါတယ်ဇာပီအလွန်ဆိုဟာအတရားရဲမထွတ်တင်းကသူ့ကိုနီးပြအဖြစ်ခံအဖို့စိတ်ဝင်စားနေပေမဲ့သူကတော့လာမယ့်ရာသီလေဘကူစင်တင်းကိုဇက်တိုက်ကင်ရွယ်မယ်အကြောင်းကိုတီးပြသွားဖို့ရှိနေတာဖြစ်ပါတယ် ဗီမရစ်တင်ဟာနီဗျာအန်ဆလော်တီနဲ့2026ခုနှစ်နွေရာသီအထိစာချုပ်သက်တမ်းရှိနေပေမဲ့ဒီရာသီလာလီဂါဒါမှမဟုတ်ချန်ပီယံလိဖလားမရယူနိုင်ခဲ့ရင်လမ်းခွဲသွားဖို့ရှိနေတာပါ။လက်ရှိချိန်မှာဘရာဇီးပေါလုံးဖွဲ့ချုပ်ကအန်ဆလော်တီကို2026ကမ္ဘာ့ဘလပ်ပြိုင်ပွဲမှာဘရာဇီးတင်ကိုကင်တွယ်စေဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။အဲဒါကြောင့်ရီယယ်မက်ဒရစ်တင်ဟာဇာဗီလိုဆိုကိုအန်ဆလော်တီရဲ့နေရာမှာအစားထိုးခံရဖို့စဉ်းစားနေတာပါ။လီဗာကူစီတင်ဟာလာမယ့်ရာသီမတိုင်ခင်မှာနီဗျာဇာဗီလိုဆိုနဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းတည်ကြည်နေတာလည်းဖြစ်ပါတယ်။လီဗာကူစီတင်ဟာချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာထားရတာကြောင့် ဘွန်ဒလီကာနဲ့ပိုကယ်ဘလားပြိုင်ပွဲမှာချန်ပီယံဆုကာကွယ်ဖို့အာယုံဆိုင်နေတာပါလီဗာကူစင်တင်းဟာဘွန်ဒလီကာပြိုင်ပွဲမှာအမှတ်ပေးစရာထိတ်ဆုံးနေရာကဘိုင်ယန်မြူးနစ်တင်းနဲ့ထောက်မတ်ကွာဆင်းနစ်နေရာမှာရပ်တည်နေပြီးပိုကယ်ဘလားပြိုင်ပွဲမှာဖိုင်နယ်အဆင့်ရောက်ရှိနေပါတယ်ဒီမှာကျွန်တော်တို့ကတော့အမှတ်ပေးချက်ပြပေးတာ